ဆရာတော်ကြီးဒေါက်တာနန္ဒမာလာပေးဝင်သားရဲ့ဇာတိမြင့်မှသာသနာဤတရားတော်ကိုကောင်းနှုတ်ပူဇော်ခွင့်ပြုပါယံဆရာတော်ကြီးအာယုသေးစွာလျှောက်ထားအပ်ပါသည်ဗျာအပိုင်းသုံးသာသနာပြုပုံဒီနေရာမှာမြတ်စွာဘုရားကဟောထားတဲ့သာသနာပြုပုံကို ရှေးဥစွာမှတ်သားဖို့လိုအပ်တယ်ပေါ့ သာသနာကိုဆင့်ဆင့်တည်အောင်ကြိုးစားရမယ်မြတ်စွာဘုရားကဆဆာချင်းအရတဖို့ဆိုတဲ့ဂုံတုဝိသေတာကိုရမယ်လို့ငါမဟုတ်ဘူးတဲ့ဆိုလိုတာကဆဆာချင်းဘယ်သူမှပန်းနိုင်ကိုမရောက်နိုင်ဘူးမြတ်စွာဘုရားသာသနာတော်ရဲ့ပန်းနိုင်ကဘာလဲလို့ဆိုရင် အရတဖို့ပဲအရတဖလပရိယောတာနံသာသနံလို့ဆိုတဲ့အတိုင်းမြတ်စွာဘုရားသာသနာတော်ရဲ့ပန်းနိုင်ကအရတဖို့အရတဖို့ဆိုတာကအရတမဲ့ရပြီမှာ ရလာတဲ့အရာဖြစ်တယ်။အဲဒီအရတ်တမတ်ဆိုတာကရဖို့ရာအတွက်ဝိပဿနာကျင့်စဉ်၊တမထားကျင့်စဉ်သို့မဟုတ်သမာဓိပညာတို့ကိုသီလအခြေခံပြီးပွားများအထုံမှရတယ်။အဲဒီလိုပန်းနိုင်ကိုလှမ်းကန်နိုင်ဖို့အတွက်ဘာတွေလုပ်ဖို့လိုတုံးဆိုတော့အစဉ်စဉ်ကြင့်ကြံကြိုးကုပ်အထုံမှရပါတယ်။ပညာသင်တာတောင်မှကာကြီးခါခွေးကနေစပြီးတော့သင်ရတယ်။အဲ့ဒါလိုသင်တယ်လို့ပဲမြတ်စွာဘုရားရဲ့သာသနာတော်နဲ့ပတ်သက်တဲ့ဒီကျင့်စဉ်ကလည်း အနုပုပ္ပသိက္ခာအစဉ်တိုင်းကျင့်ရမယ်အနုပုပ္ပပရိပဒါအစဉ်တိုင်းသွားရမယ်အစဉ်တိုင်းဆိုတာသီလကိုအခြေခံရမယ်သီလနဲ့ပြည့်စုံအောင်အရင်ကြိုးစားရမယ်သီလနဲ့ပြည့်စုံပြီးတဲ့အခါမှာတမာရီရအောင်ကြိုးစားရမယ်တမာရီနဲ့ပြည့်စုံတဲ့အခါမှာပညာဖြစ်အောင်ကြိုးစားရမယ်အဲ့ဒီလိုကြိုးစားဖို့အတွက်မြတ်စွာဘုရားကနိလန်အစဉ်စဉ်ချမှတ်ပြီးတော့ပေးထားတယ်အစဉ်စဉ်ဖြစ်ပေါ်လာပုံကိုအဲ့ဒီတုတ်တံမှာဟောထားတာက လူတိုင်းလူတိုင်းကိုယ့်ရဲ့တန်တန်မှာသာသနာတည်ရှိအောင်စ조사အားထုတ်ဖို့ဤစနစ်ကိုဟောတယ်။နံပါတ်1အရေးကြီးဆုံးကပါလဲဆိုတော့တရားစိတ်ဝင်စားမှုပဲ။ဘာသာတရားနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုတတ်တာ၊ကံကံရဲ့အကျိုးကိုယုံကြည်တယ်၊ယန္တာသုံးပါးဂုဏ်ကိုယုံကြည်တယ်ဆိုလိုတာကဘာသာတရားနဲ့ပတ်သက်ပြီးစိတ်ဝင်စားတယ်။တတ်တာဆိုတာကယုံကြည်တယ်စိတ်ဝင်စားတယ်ဒါကိုဆိုလိုတာစိတ်ဝင်စားတော့ဘာဖြစ်လဲဆိုတော့ယန္တာသုံးပါးကို စီကတ်လာတယ်ဘုရားတရားတန်ခါကိုစီကတ်တယ်တရားဓမ္မဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ကိုစီကတ်လာတယ်သိကျင်လာတယ်ဘုရားကျောင်းကံစီကိုရောက်လာတယ်ဟောမယ်ပြောမယ်ပုဂ္ဂိုလ်စီရောက်လာတယ်တရားတရား မရှိရင်ယုံကြည်မှုမရှိရင်ရောက်မလာနိုင်ဘူးဒါကြောင့်တတ်တာဆိုတဲ့စိတ်ဝင်စားမှုကရှေးဥစွာလာတယ်လာပြီဆိုတဲ့နောက်မှာလာတော့လာပါရဲ့တရားဟောဖို့တရားနာဖို့ဆိုတဲ့နေရာကိုရောက်မလာဘူးဘုန်းကြီးကျောင်းတော့လာတယ်အဲ ဝေပြီးတော့ပြန်သွားတယ်ဒီလိုဟာလည်းရှိတယ်ဒီတော့တရားနာမဲ့မိကွန်းမိမဲ့အနေထားမျိုးထိရအောင်လာရမယ်အဲ့တော့အနီးကချင်းကလာရမယ်ချင်းကလာပြီးတော့ဘာဖြစ်လာလဲဆိုရင်နားဆိုင်ပြီးတော့နားထောင်မယ်ဘာတွေနားဆိုင်ပြီးတော့နားထောင်ရမလဲဆိုရင်ဘာတွေဟောတယ်လဲလို့အတန်ကြာယုံလေးတွေမဟုတ်ဘူးတရားနာတယ်ဆိုတာအတန်ကြာလို့ရှိရင်မှတ်ထားပြီးတော့ခုခုကိုပြန်စဉ်းစားတာဒီလိုလာရမှာဒီတော့ နားထောင်တယ်နားထောင်ပြီးတော့ဘာတွေလုပ်တုံးဆိုတော့မှတ်သားတယ်စိတ်ကလိုက်ပြီးတော့ပြောတာတွေကိုမှတ်သားထားတယ်စိတ်ထဲနှလုံးထဲမှာမှတ်ထားတယ်ပြောသမျှတွေကိုကိုမှတ်နိုင်သမျှအသိဉာဏ်ထားတာနားကကြားနေတယ်ဆိုတာကလည်းသိဉာဏ်ချင်းတစ်မျိုးပဲပေါ့အဲစာသင်တယ်ဆိုတာလည်းနားထောင်ပြီးတော့သင်ရတာပဲနားကကြားတယ်ကြားပြီးတော့အဲ့ဒီအချက်လက်တွေကိုစိတ်ထဲကနေမှတ်သားနေတယ်အဲ့တော့ဒါတွေမဲနှုံလောက်ပြီလားဆိုတော့မပြီးသေးဘူးမှတ်ထားတဲ့အရာလေးကိုအထက်ထက်စဉ်းစားတယ် ခုနကပြောတဲ့သာသနာဆိုတာဘာကိုခေါ်လဲဆိုရင်မှတ်ထားပြီးရင်မှတ်မိပြီဆိုရင် ကိုယ်တန်တန်မှာသာသနာဆိုတဲ့အဆုံးမှာတည်အောင်ဘယ်လိုလုပ်ရမလဲဖရာတရားတန်ခါရဲ့နာသုံးပါးကိုဘယ်လိုစီကံမလဲတရဏဂုံနဲ့ပတ်သက်တဲ့သာသနာကိုတန်တန်မှာတည်ပြီးငါးပါးသီလမလုံသေးရင်ငါးပါးသီလနဲ့ပတ်သက်တဲ့သာသနာမတည်သေးဘူးငါးပါးသီလလုံပြီဆိုရင်သီလနဲ့ပတ်သက်တဲ့သာသနာတည်ပြီး အဲငါးပါးသီလမလုံးသေးရင်ကို့မှာသီလသာသနာကျိုးပြတ်နေတယ်ဒီလိုဆိုလိုတာနော်သာသနာတည်နေဖို့ဆိုတာကအလေးနဲ့စင်ချင်စဉ်းစားရမယ်အလေးနဲ့စင်ချင်စဉ်းစားတော့တရားဓမ္မတွေကအချိန်မီးနားလည်လာတယ်သဘောပေါက်လာတယ်စဉ်းစားလိုက်တိုင်းစဉ်းစားလိုက်တိုင်းအဖြစ်မှန်နေထွက်လာနေတယ်အဲ့တော့စဉ်းစားလို့ရတဲ့အခါဘာဖြစ်လာလဲဆိုတော့စံတာဖြစ်လာတယ်သာသနာဘလို့တည်အောင်လုပ်ရတယ်သာသနာပြုတယ်ဆိုတာဘလို့လုပ်ရတယ်ဆိုတဲ့စကားကြားပြီးတော့ ှက်သားထားပြီးတော့သာသနာပြုခြင်းစိတ်ပေါ်လာတယ်ပေါက်လာတယ်ဒါကိုစံတော့ဇာယတိလို့ခေါ်တယ်ဆန္ဒပေါ်လာတဲ့ကုသဏ္ဍမှာအင်္ဂါ၅ပါးသီလကိုတရားကျူးစားမှဖြစ်ပေဒါမှငါမှာသာသနာတိမဲ့ငါဟာသာသနာပြန့်နေလို့မဖြစ်ဘူးဆိုပြီးဆန္ဒတွေဖြစ်လာတယ်အဲ့ဒါလို့ဆန္ဒတွေဖြစ်လာတဲ့အခါကျတော့လက်တွေကျူးစားလာတယ်ကျူးစားလာပြီးတဲ့အခါမှာဘဲလောက်တိုင်းဓာတီတီဗီလဲလို့ကိုဟာကိုအမြဲတမ်းချင့်ချိန်ကြည့်တယ်အင်္ဂါတန်တန်မှာသာသနာတွေဘဲလောက်တည်နေပြီလဲ ကိုကိုကိုချင့်ချင်ပြီးတော့မှစ조사တယ်ကြည်တယ်ဒီလို조사အားထုတ်ပြီးနောက်ဆုံးမှာဘာဖြစ်လာလဲဆိုတော့ဗရမသစ္စာလို့ခေါ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သွားတယ်အေးချမ်းတဲ့အတိုင်းအတာတစ်ခုကိုရောက်ရှိသွားတယ်အခုနောက်ကပြောတဲ့အရတ္တဘုနိဗ္ဗာန်ထိအောင်သာသနာ့ကိုတန်တန်မှတည်အောင်조사ရမယ်ဒီလိုဆိုတာပေါ့နော်အဲ့တော့ကောင်းပြီသာသနာသီလသာသနာကိုတန်တန်မှတည်အောင်လုပ်ကြည့်စဉ်းစားနေစဉ်နဲ့အမြဲ ပါဏာတိပါတာဝေဒမနိလို့ငါးပါးသီလစောက်တည်ထားပြီးတော့နေ့တိုင်းအဲစင်ကျင်စင်စားဒီတိုင်းမထားနဲ့နေ့တိုင်းအိယာဝင်တဲ့အခါမှာအလောက်ကလေးလောက်သုံးမဟုတ်အိယာကနိုးလာတဲ့အခါမှာလည်းစင်စားအဲဒီကနေ့24နာရီအချိန်ကုန်သွားပြီသို့မဟုတ်ဒီကနေ့တနေ့တာတော့ကုန်သွားပြီဒီကနေ့တညတာတော့ကုန်သွားပြီဒီထဲမှာပါဏာတိပါတာကျွလွန်တာရှိသလားအစဉ္ဉ္စင်းစားမရှိဘူးဆိုရင်ဝမ်းသာစရာကြီးဖြစ်တယ် အဲ့ဒီလိုဝမ်းသာမှုမှမဖြစ်ဘူးဆိုရင်ကို့တီလာကဘာနဲ့ဥပမာတူတော့ဆိုရင်စောက်တီထားပြီးတော့ဒီတိုင်းရထားမယ်ဆိုရင်တော့မိခင်တက်တာတဲ့ပတ်စံသိမ်းထားမယ်ဆိုရင်ပတ်စံကမတိုးဘူးအတိုးမရတာနဲ့တူတယ်အတိုးရခြင်းဘာလို့ရမလဲဆိုတော့အဲ့ဒီပတ်စံကိုထုတ်အတိုးရအောင်လုပ်အဲ့ဒါမျိုးလိုပဲငါဘာတီလာစောက်တီထားပြီးတော့အတိုးရအောင်လုပ်ရမယ်ဘာတော့အချိန်ချင်းပြန်စင်စားဒီနေ့ငါဘာတီလာတဲ့ကဘာနာတိဘာတာဝေဒာမဏိဆိုတာကိုငါလုံးချုံနေ ရဲနာပုံကိုယ်တွေကတသက်လုံးလုံးသွားတယ်ငါလည်းဒီနေ့လုံးတယ်သူတို့အဆင်တန်းမျိုးရအောင်ငါကြိုးစားနိုင်တယ်ဝမ်းသာစရာကြီးပဲအဲ့ဒါလိုဝမ်းသာအောင် လုပ်ဝမ်းမသာသေးရင်မဟုတ်သေးဘူးဝမ်းသာအောင်ကြိုးစားအဲ့ဒါလို တွေးနေတာကကအတိုးတက်နေတာလို့ခေါ်တယ်အာရိနာဒါနတွေးကြည့်လိုက်ဒီနေ့ငါအာရိနာဒါနအမှုကရှောင်ခြင်းနဲ့ဒီလုံကမှပြည့်စုံနေကာမေသူမိစ္ဆာစာရရှောင်ခြင်းနဲ့မုတာဝါရကလည်းရှောင်ခြင်းနဲ့ပုရမေရိယကနေလည်း အရှောင်ကျင်းနဲ့ဒီနေ့ကမှပြည့်စုံတယ်ဒီတဲ့တိုးတက်ပြီးစောက်တည်တဲ့အခါကျတော့အပြင်မစရိယာကနေရှောင်ကျင်းနဲ့ဝိကာလဘောဇနာကရှောင်ကျင်းနဲ့ဆိုတော့ရှစ်ပါးတီလာအဲ့ဒီလိုစင်ကျင်စဉ်းစားပြီးအတိုးတက်အောင်မြတ်စွာဘုရားကဥပုံဆောင်တဲ့အခါမှာအဲ့ဒီနီကိုပေးထားတဲ့ဒါအတိုးတက်တယ်အဲ့ဒီလိုမလုပ်ဘဲနဲ့ဥပုံတီလာလေးယူတဏီကုံထိုင်းဒါကြောင့်အလုပ်ကြောင့်နေပြောအချိန်တန်တော့အိမ်ပြန်ဒါဆိုရင်တော့ဘာမှသိရမှာမဟုတ်ဘူးအတိုးမရတဲ့အပြင်အရင်လေးတောင်မပြအောင်မနေ့လို့ရမှာနော် အရင်လေးတောင်ပြောက်သွားနိုင်သေးတယ်အဲ့ဒီတော့ကုသိုလ်ပဲဖြစ်ဖြစ်စီးပွားပဲဖြစ်ဖြစ်လောက်တတ်တဲ့သူကပိုရတယ်ဒီလိုပြောတာဒီတော့ငါးပါးသီလကိုစူးစမ်းအားထုတ်ရမယ်ဒီလိုမှသီလသာသနာပြည်စုံလာမယ်သီလဆိုတာဘာအတွက်လဲလို့မေးစရာရှိလာတယ်နော်သီလကဘယ်လောက်ထောက်ကူပြုတယ်လဲဆိုတာကိုမှတ်သားရမယ်သီလနဲ့ပြည်စုံနေတဲ့ပုံကိုယ်တယောက်ကကိုယ်သီလကိုပြန်ပြီးတော့ဆင်ခြင်စဉ်းစားတယ် ဆင်ခြင်လိုက်တာနဲ့တပြိုင်နက်တည်းစိတ်ကကြည်နူးတယ်ဒါမှမဲငါမဟုတ်တာမလုပ်ဘူးဆိုရင်စိတ်ကြည်နူးတယ်အဲ့လိုကြည်နူးမှုလေးကိုအဝိပဏိတာရလို့ခေါ်တယ်လူတိုင်းဒီလိုကြည်နူးမှုရလိမ့်မယ်လို့မောင်းမေးလေးနဲ့မဟုတ်တာလုပ်တဲ့လူကစိတ်ကညစ်နေတာသူ့ဘာသာသူကြိတ်မှိတ်နေတာနော်သူမဟုတ်တာလုပ်မှန်းလည်းတည်တယ်အပြစ်ရှိနေတယ်ဟောငါဘာတီလာကလုံမီတီလာနဲ့ပြည့်စုံတဲ့ပုံကိုတယောက်ကကိုချင်းတီလာသည်စိတ်နှလုံးကြည်သာဖို့အတွက်ဒါဖြစ်တယ်အကျိုးဆိုတာ အစဉ်အဆက်နောက်ဘဝအတွက်စောင့်နေရတာမဟုတ်ဘူးအခုလောက်အခုရတယ်အကျိုးလိုခေါ်တယ်သီလပြည့်စုံလို့ကိုယ်သီလကိုဆင်ခြင်လိုက်တာနဲ့စိတ်ဟာကြည်နူးတယ်အကြည်နူးတော့ဝမ်းမြောက်ရတယ်ဝမ်းမြောက်တော့နှစ်သက်ရတယ်ဝမ်းမြောက်တာကိုပါမောက်စာနှစ်သက်တာကိုပီတိအဲ့ဒီကနှစ်သက်မှုရလာတဲ့အခါကျတော့အဲကိုယ်စိတ်ကငြိမ်းချမ်းလာတယ်ဒါကိုပတ္တိလို့ခေါ်တယ်ကိုယ်စိတ်ချမ်းသာလာတဲ့အခါကျတော့အဲ့ဒါဒုက္ခကိုယ်ချမ်းသာစိတ်ချမ်းသာဖြစ်လာတယ်အဲ့ဒီခါကျတော့ တမာရီတဲ့စိတ်တည်ငြိမ်လာတဲ့အဲ့ဒီအဆင့်ကိုပို့ပေးတာသီလကပို့ပေးတာအဲ့တော့သီလကဒီနေမဲ့ပို့တာလားဆိုတော့မဟုတ်ဘူးတမာရီဖြစ်လာရင်တမာရီကနေတဆင့်ပို့လိုက်တာကယထာဘူတာညာနာဒသနာတဲ့မှန်မှန်ကန်ကန်မြင်လာတယ် နှုတ်မဆိုရင်မမှန်ကန်ကန်မမြင်နိုင်ဘူးဒါကြောင့်မို့လုပ်ငန်းတစ်ခုကိုလုပ်ပြီးဆိုရင်ကိုချင်းတီလာပြည့်စုံအောင်လုပ်ရတယ်။ဘာအတွက်လုပ်တာတုံးလို့မေးရင်စိတ်နှလုံးကြည်သာဖို့စိတ်နှလုံးကြည်သာဖို့ကဘာအတွက်လဲဆိုရင်ဝင်းမြောက်ဖို့ဝင်းမြောက်တာဘာအတွက်လဲဆိုရင်ပီတိဖြစ်ဖို့ပီတိဖြစ်တာဘာအတွက်လဲလို့မေးရင်ပတ္တိဆိုတဲ့ကိုရောစေရောငြိမ်းချမ်းမှုကိုရောစေရောငြိမ်းချမ်းတာဘာအတွက်လဲဆိုရင်ဒုက္ခကိုချမ်းသာစိတ်ချမ်းသာမှုကိုချမ်းသာစိတ်ချမ်းသာတာဘာအတွက်တုံးဆိုတမာတိစိတ်တည်ငြိမ်ဖို့ ဟောဒီအကျိုးတွေကိုရတယ်ဒါကသီလသာသနာကိုတန်တန်မှာတီးလိုက်တာနဲ့တပြိုင်တည်းတည်းအဲ့ဒီအကျိုးတရားတွေကဆင့်ကဲဆင့်ကဲထွက်ပေါ်လာတယ်။ဒါကအချိန်ဆောင်ရတာမဟုတ်ဘူး။ခုလောက်ခုရတယ်။ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အကျင့်ကတကယ်လက်တွေ့ကြတယ်။ ။များသောအားဖြင့်လူတွေကကုသိုလ်ကောင်းမှုလုပ်ပြီးနောင်ဘဝနောင်ဘဝကြီးပဲမျှော်နေကြတာယခုဘဝမှာရလာတဲ့အကျိုးကိုမသိကြဘူး။အဲ့ဒီတော့အခုဘဝရတဲ့အကျိုးကိုကြည့်နောင်ဘဝကိုတိတ်မကြည့်နဲ့အခုဘဝရင်မဲ့ဒီအကျိုးကရတော့နောင်ဘဝလည်းပဲမရပဲမရှိဘူးဒါကတီလာနောက်တစ်ပိုင်းကိုဆက်လက်ပူဇော်မှာပဲ ဖြစ်ပါရရှင်။ပညာအစင်းမြင့်တဲ့ဉာဏ်ရွေးကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေ။တပ္ပိုင်းစာမင်္ဂလာကို ရွှေကတတိုင်းရပါစေ။ ်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ